ဘရိုနီကာရဲ့နိုင်ပွဲနဲ့တူ One Friday Night 132ပွဲစဉ်မှာပါဝင်ခဲ့ကြတဲ့မြန်မာဖိုက်တာများနိုဝင်ဘာ9ရက်နေ့ညပိုင်းကဘန်ကောက်မြို့လွန်ပနီအားကစားရုံမှာကျင်းပတဲ့ One Friday Night 132ရဲ့ပွဲစဉ်မှာမြန်မာဖိုက်တာ3ရဲ့ပွဲစဉ်တွေပါဝင်လာခဲ့ပါတယ်။ဗရိုနီကာစိုးနောင်နဲ့တန်ဆင်တို့ပါဝင်လာခဲ့ကြတာဖြစ်ပြီးဗရိုနီကာနဲ့စိုးနောင်တို့နိုင်ပွဲရခဲ့ပြီးမြန်ဆင်ကတော့ရှုံးပွဲဆက်ခဲ့ရပါတယ်။ စွန်းနောင်အတွက်ဒီပွဲဟာဝမ်းချန်ပီယံရှစ်မှာဒုတိယမြောက်ပွဲစဉ်ဖြစ်ပြီးရှေ့ကပွဲမှာလေဗနွန်ဖိုက်တာကိုအမှတ်နဲ့ရှုံးနေခဲ့ရပေမယ့်ဒီပွဲမှာတော့ကရင်ရွယ်ပွားထိုင်းဖိုက်တာမိုင်ဆန်ကျန်ကို အမှတ်နဲ့အနိုင်ယူသွားခဲ့တာပါပွဲရသုံးချီတီထိုးတက်ခင်ရပြီးနှစ်ဖက်စလုံးကစိုက်ထိုးပြိုင်ထိုးရင်းနဲ့ပြိတက်တီလေးအတော်လေးသဘောကျခင်ရတယ်လို့ထိုင်းကီရင်နဲ့မြန်မာကီရင်တို့ရဲ့ပွဲလို့လေပြိတက်တီကဆိုကြပါတယ် ဒုတိယချီနဲ့တတိယချီတွေကပွဲကပုံမြင်လာတယ်လို့စိုးနံမှုရဲ့ထိုးချက်တွေကလည်းအတော်လေးထိရောက်ခဲ့ပြီးတတိယချီမှာတော့တိုင်းရဲ့ဆုံးဖြတ်ချက်နဲ့မြန်မာဖိုက်တာစိုးနံကပဲအနိုင်ရရှိသွားခဲ့ပါတယ်။နောက်ထပ်ပွဲကတော့တန့်စင်ရဲ့ပွဲပါရှုံးပွဲဆက်နေတဲ့မြန်မာဖိုက်တာတန်စင်ကတော့ဒီကနေ့ပွဲမှာလည်းထိုင်းဖိုက်တာကွန်ဖော်နိုင်ကိုဒိုင်ဆုံးဖြတ်အရာအမှတ်နဲ့ရှုံးနေသွားခဲ့ရပြန်ပါတယ်။တန်စင်ဟာခုဆို၄ပွဲဆက်ရှုံးနေရင်ဆိုင်ရပြီလေဖြစ်ပါတယ်။ ီကနေ့ပွဲစဉ်မှာတော့တန်ဆင်က flyweight တဲ့မွေထိုင်းလဝိပွဲစဉ်မှာထိုးတက်ခဲ့တာဖြစ်ပြီးပြိုင်ဘက် conference ကတန်ဆင်ကိုခြေကန်ချက်နဲ့လက်သီးတွဲလုံးတွေကိုအပြုတ်သုံးပြီးတုံးချီပြေးထိုးတက်ခဲ့ပါတယ်ဒီပွဲမှာတန်းစင်နေနဲ့အရှင်ပွဲကထပ်ပိုပြီးတည်တည်ငြိမ်ငြိမ်ပွဲထွက်လာတယ်လို့ပြင်ဆင်မှုချုပ်လုံးလာတာလည်းတွေ့ရပါဗျ။ ပွဲစဉ်တခြားမှာပြန်လည်လက်သီးထိုးချက်တွေရှိခဲ့ကြပြီးပထမအချီမှာတော့တန်ဆန်ကထိုင်းဖိုက်တာကိုရှင်ထိုးနိုင်ခဲ့သေးပေမယ့်ဒုတိယအချီနဲ့တတိယအချီမှာတော့ပြိုင်ဘက်ထိုင်းဖိုက်တာခွန်ဖွန်နိုင်ကပဲဖိအားပေးထိုးတဲ့ရင်ပွဲကိုလွှမ်းမိုးသွားပြီးတန်ဆန်တယောက်ဘာမှထိထိရောက်ရောက်မလုပ်နိုင်အောင်ဖြစ်နေရပါတယ်။တုံးချီစလုံးထိုင်းဖိုက်တာကိုမင်းမင်းရရပြန်မတိုက်ခိုင်းနိုင်ခဲ့ပေထိုးချက်ကန်ချက်တွေကသာပေခံရင်တတိယအချီပြီးမှတော့ထိုင်းဖိုက်တာကပဲတိုင်ဆုံးဖြတ်နဲ့အနိုင်ရသွားခဲ့ပါတယ်။ ။တန်းစင်ကတော့ပွဲပြီးမှပရိသတ်တွေပဲလဲရေလက်အုပ်ချီတောင်းပန်ခဲ့ပေးမယ်။တချို့ပရိသတ်တွေကတော့တန်းစင်ရဲ့ဒီရှုံးပွဲကိုမချေနှံကြသလိုဒရမာလူလင်မောင်းတန်းစင်ဒီလိုလဲရင်မြို့နယ်ဆိုဖိုက်တာဘဝကအနိုင်ယူသင့်ပြီးစသဖြင့်အပြင်းထန်ဝေဖန်မှုတွေလည်းရှိနေခဲ့ပါတယ်။ဒါပေမဲ့ TIE Fighter ခွန်ဖွန်နိုင်ကလည်းဝမ်ချန်ပီယံရှစ်မှာကိုပွဲထုတ်ပြီးနှစ်ပွဲပဲရှုံးထားတဲ့ Fighter ကောင်းတူဖြစ်တာကြောင့်တန်စင်နေနဲ့ဒီရှုံးပွဲဟာတင်ယူစရာတွေ့ကြုံကောင်းတစ်ခုဖြစ်ခဲ့မှာပါ ောက်ထပ်ပွဲစဉ်ကတော့ One Friday Night ရဲ့ဒုတိယကောင်းပွဲစဉ်ဖြစ် KF Fighter Bronica နဲ့တင်ယုတ် Fighter Lee Min Guri တို့ရဲ့ပွဲပါ။ Bronica ကတရုတ် fighter ကိုတတိယအချီတီထိုးတဲ့သွားပြီး Bronica ကပဲအမှတ်နဲ့နိုင်ရရှိသွားပါတယ်။နှစ်ဖက်စလုံးကခြေခံချက်တွေနဲ့လက်သီးတွဲလုံးတွေကိုအပြန်အလှန်သုံးခဲ့ကြပြီး game plan ကောင်းကောင်းရှိခဲ့ကြသလိုပထမကြီးမှာတော့ Bronica လည်းအနေငယ်စိတ်လောမိရာကြောင့်ပြိုင်ဘက်ရဲ့တံပြန်ထိုးခွက်တွေကြုံရပြီးအမှတ်စဉ်ရေခံခဲ့ရပါတယ်။ ကျိုင်းဖက်တရုတ်ဖိုက်တာကလည်းအကွာဝေးကိုထိန်ကစားရင်ကောင်တာကစားဖို့ကြိုးစားနေခဲ့ပါတယ်။ဒုတိယချီမှာတော့ပရိုနီကာကလည်းပွဲကိုပုံမလွှမ်းမိုးနိုင်မှုကြိုးစားလာတယ်လို့ကျိုင်းဖက်တရုတ်ဖိုက်တာကိုဒုကန်ချက်တီကိုပို့သုံးရင်တိုက်ခိုက်လာခဲ့ပြီးလက်သီးထိုးချက်တွေကလည်းထိရောက်ခဲ့ပါတယ်။ပွဲချိန်တွင်မှာပရိုနီကာကပင်အသာစီးရယူရင်ပွဲကိုစိုးမိုးထခဲ့တာဖြစ်ပြီးထိုးချက်ကန့်ချက်တတောင်ရိုက်ချက်ဒုတိုက်ချက်တွေနဲ့ထိုးကွက်ဆုံးအောင်အသုံးပြသွားခဲ့တယ်လို့တရုတ်ဖိုက်တာကတော့အလဲတိုးမခံရဘူးသာကြိုးစားသွားခဲ့ရပါတယ်။ တတိယချီပြီးမှတော့တိုင်ဆုံးဖြတ်ချက်နဲ့ဘရိုနီကာကအနိုင်ရသွားပြီးပရိသတ်တီကိုလည်းစိတ်ကျေနပ်မျက်နှာပန်းလာစီမဲ့ပွဲကောင်တစ်ပွဲဖြစ်စေခဲ့ပါတယ်။ဆိုရှယ်မီဒီယာမှာဟာတာရီနဲ့ပျော်ပျော်နေတတ်တဲ့ KN Fighter Bronica ဟာပွဲအတွင်းမှာလည်းစွမ်းဆောင်ရည်ကောင်းနေပြသနေရှိတာကြောင့်မြန်မာပြည်သက်တည်းအချစ်တော်တူဖြစ်လာတယ်လို့ Bronica ပွဲကြီးပုံမြန်မာပြည်သက်တည်းကအားကစားရုံထဲမှာစောင့်ဆိုင်ပြီးအားပေးခဲ့ကြတဲ့ပြင်ပွဲပြီးမှတော့အားကစားရုံပြင်ပမှာလည်း Bronica ကိုစောင့်ဆိုင်ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသေးတယ်။ ဒီတော့ပရိသတ်တို့ရော1 Friday night 132ပွဲစဉ်ဒီမှာပါဝင်ခဲ့ကြတဲ့မြန်မာဖိုက်တာတွေရဲ့ကစားပုံပေါ့ဘယ်လိုများထင်မြင်မိလဲဆိုတာနဲ့ဘယ်ဖိုက်တာသဘောကျဆုံးဖြစ်မိကြလဲဆိုတာကို comment မှာပြောပြပေးသွားကြပါအောင်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်